တင်းနေနိုင်မျိုးနယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဖမ်းသွားတဲ့တင်ခုံးရော်ကစစ်ပေးဆောင်ပြည်သူ၈ဦးဟာတပတ်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ဒေသခံနဲ့စစ်ဆောင်ကူညီနေသူတွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုံသွယ်ရေးလမ်းပေါ်ကတင်ခုံးရော်ဟာဒီဇင်ဘာလ၁၈ရက်နေ့ကစပြီးစစ်ကြောင်းထိုးတာနဲ့တိုက်ပွဲတွေကြောင့်ရွာသားတွေနေရွှတ်ခွာစစ်ပေးဆောင်နေကြရပါတယ်။ ဲ့ဒီလိုတန်းချောင်းနေကြရင်ဖေဖော်ဝါရီလ28ရက်မွန်းလဲတနားရီလောက်မှာဆစ်ဆောင်ပြည်သူ78ဦးဟာတိန်ခွန်းရွာနာကဥယျင်ခြံတဲ့ကွန်တီတော်ခုတဲ့အချိန်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တွေ့ပြီးအဖမ်းခံလိုက်ရတာပါအဖမ်းခံရသူတွေထဲအမျိုးသား၁၀ဦးနဲ့အမျိုးသမီး၈ဦးပါတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးနေချိန်ပြည်သူတွေကိုတွေ့ရင်ဖမ်းလို့ရှိတဲ့အတွက်ကြိုတင်ရှောင်ရှားတဲ့အကြောင်း KNL တပ်ရင်း၁၁တပ်ခွဲမှုကိုချစ်ကဆိုပါတယ်။တနင်္သာရီမောတောင်လန်းကိုပြန်ထိန်ချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာ၃လလောက်ရှိလာပြီးလေကြောင်းတပ်ခိုက်မှုတွေလည်းခက်စစ်စိတ်လှုပ်ဆောင်နေပါတယ်။